မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာလောကုချော်ချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးကတော့ KNDF ကိုမလှူနိုင်ဘူးလို့မောင်မောင်မမသောသားတကြီးပြောဆိုခဲ့တဲ့ထဲဟိမန်ကောမက်ကူကူ ID expand ဒေါ်လာ3000ဆင်းရင်တင်ပြီလို့စကားမရဲ့ hacking လောက်တာခံရပြီးလုံခြုံရေးကြိုးပေါက်နိုင်တယ်လို့ချင်းချောင်းလာတဲ့ WMF တို့စီရင်ကိုဂျမန်လေးကစတင်စစ်ဆေးနေပါပြီတဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဆက်လက်တင်ဆက်ပေးပါရစေဥစွာဗနမှာ KNDF ကိုမလိုနိုင်ကြောင်းစိတ်ဆိုးမှန်ဆိုပြောလာတယ်။ကိုကူးနဲ့၎င်းရဲ့ချက်ပေါက်ကို screen shot တွေနဲ့ဖော်ပြလာတဲ့ကိုအာဘီကေ screen shot တွေထဲမှာထိုင်းမှန်ကောမကူကူကအကိုရိုရိုတို့ကညီမကိုဘာကိစ္စလာလာစော်ကားနေကြတာအကိုဘလို့တွေတော့ပြောနေတာလေမသိရင်ညီမကပဲအကိုအခိုင်းစီလို့လို့အကိုခိုင်းလို့သူတို့ကိုထောက်ပွေးရတယ်တို့အကိုခိုင်းလို့လောက်ရတယ်ဆိုတာမျိုးပြောဆိုစော်ကားနေတာတီးမခံနိုင်တော့ဘူးနော်ဗလိုင်းကြီးလာလာမယိုင်းလူပွားဝနေကြတာ KNDF ကိုတပြားမှမပေးနိုင်တော့ဘူးစောင့်မြစ်တာတော်တော်တုံးနေ ညမမပေးတော့ဘူးအကိုတို့မဖြစ်မနေပေးမယ်ဆိုညမကိုစော်ကားတာပြန်တောင်းပန်ခိုင်းပေးပါမဟုတ်ရင်ညမဆက်မပါပေးနိုင်တော့ဘူးဘာကိစ္စဒီလိုလူတွေကိုလိုက်သက်ရှိုးပြီးသွေးခွဲစကားခွေးစကားပြောနေကြလဲမသိတော်တော်စောက်ချက်တွေတုံးနေလူဘာဝါတာတစ်ချိန်မကအချိန်ချင်းတော်လန်ရေးဆိုပြီးတီးခန့်ပေးနေတာမပတ်သက်ချင်လို့တော့အကိုဆွဲထဲတာတော့သွားမပြောနိုင်ဘူးကိုဘသာပြောအပြက်ပြောထားတာအကိုလဲတော့မကူးကိုလာပြောခိုင်းလိုက်မယ်ဘာညာညမပြောညမကိုအခိုင်းစေလို့မယိုင်းစော်ကားနေကြပြီ ်စိတ်ကိုမပါတော့ဘူးစေတနာ သုံးတယ်ဆိုကရေးသားထားတဲ့ screen shot နဲ့တူကိုအာဘီကေက The Key Project ကာလမှာအတော်ကိုစိတ်ဖိစီးပြီး depressive ဖြစ်ခဲ့ရတဲ့အကြောင်းအရာဖြစ်ကြောင်း KNF ကိုတပြားမှမပေးနိုင်တော့ဘူးလို့ဂူဂူကပြောချလာတယ်။အကြောင်းပြချက်ကသူနဲ့မတဲလို့တဲ့။တကယ်တမ်းဂူဂူဆိုတာကိုစာပြီးသိခဲ့တာက KNF ကဆီယမ်မယိုယိုမိတ်ဆက်ပေးလို့သိတာ။အဲ့လိုမျိုးကနေမှ KNF ကိုမကြည့်မနှက်တွေစကားကြမ်းကြမ်းနေနဲ့ပြောလာတော့ကျွန်တော်မှမျက်စိတွေလဲကုန်ရော တကယ်တမ်းက၃လိမ်းမှာပါစင်နဲ့မတဲ့တာတွေကိုအနောက်ပို့ပြီးမူကိုပဲကြီးကြမှာမဟုတ်လားကျွန်တော်လည်းလူတိုင်းနဲ့တဲ့တာမဟုတ်ပေမဲ့ဒေါ်လိုင်းအတွက်ဆိုလို့ရှိရင်တော့အဲ့ဓာတွေဘေးချိတ်လိုက်တာပဲဒါအပြင်ကျွန်တော် NUG ကိုဝေဖန်တာတချို့ရှိခဲ့တယ်လို့မကျေနပ်တာမကြည်လင်တာတချို့လည်းရှိတယ်ဒါပေမဲ့ဒေါ်လိုင်းအကျိုးစီးပွားနဲ့ရှင်လာရင်တော့အဲ့ဓာတွေကိုအနောက်ပို့တာပါပဲကျွန်တော်တို့ရဲ့ဘုံအကျိုးစီးပွားဖြစ်တဲ့လွတ်လပ်ရေးတဲ့ဘဲပါစင်နဲ့ feeling ကမှကျွန်လုံပြစ်လိုက်စရာအကြောင်းမရှိဘူးလေဒီလိုစကားခြေတင်နေဖြစ်ပြီးမှကျွန်တော်ရဲ့ဂူဂူပေါ်ထားတဲ့စိတ်အနေထားက အလုံးစုံကြည်လင်နေတာမျိုးမဟုတ်တော့ဘူးဒီမျိုးသမီးကတော်လည်းကိုသူ့စိတ်ခံစားမှုထက်ကြော်လွန်ပြီးစေတနာမထားနိုင်ဘူးပဲဆိုတာမျိုးစိတ်ထဲဆွဲထားတာပေါ့အဲ့ချင်းကစပြီးတတိတစ်ခုမြဲထားတော့တာပဲကျွန်တော်အတွက်လည်းသင်ကန်းစာပါစကရင်ရှော့တွေကိုကြည့်ရင်ခံစားမိပါလိမ့်မယ်ဆိုကအတိပေးလာခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ WMMF ကအီးမေးလ်ကနေကို RBKC ငွေစင်းရှင်းတဲ့တစ်ခုပို့လာကြောင်းတကီ project အတွက်နှစ်လတာပေါ်တဲ့အတုံးပြူကဒေါ်လာ3000လို့စည်ရင်းပြထားတဲ့ဟာပါတဲ့ OFP မှာတော့ fundraising project တစ်ခုအတွက် web portal အသုံးပြုက10ဒေါ်လာပဲပေးရတဲ့အခုမှပဲသိတယ် WMF က IT subscription expense ဆိုပြီး2968ဒသမ17ဒေါ်လာနဲ့ရရဆက်ဆက်ကိုစည်းရင်းထည့်ထားတာတော်လဲပေါ်မှာရက်ဆက်လွန်ပါတယ်လေကျွန်တော်တို့ကတော်လဲထဲမှာကိုတီးတီးတန်တန်နယ်ပယ်လေးတစ်ခုတည်းခေါင်းနဲ့နေခဲ့တဲ့သူမဟုတ်ဒါရီဒီလိုဆိုတာမသိဘူးခေါင်းနဲ့နေတဲ့ကိစ္စရက်တွေကလွဲရင်တခြားကိစ္စတွေကိုအချိန်မပေးနိုင်ခဲ့ဘူး ော်လဲတဲ့က influencer တွေနဲ့ကျွန်တော်မသိမရင်းနေတာဒါကြောင့်ပါပဲမတ်ပန်တွေကတော့ဟိုးရင်ကလေးကခင်မင်ကြတာမို့အချိတ်ဆက်ရှိနေတာပါကိုနေတိုင်းရဲ့တက်ဆိုင်ပြီးဆိုမှပဲအခုတကီးလိုမျိုးအာယုံဆိုင်နေတာမျိုးပါဒါကြောင့်လဲခုလိုပေါ်လာစရာရှိတာတွေပေါ်တာပေါ့ဟဲလူတွေရေစိတ်ချအဲ့ဒီအမျိုးသမီး US ကိုရောက်သွားတာမို့ဘာနဲ့မှရေးယူလို့မရဘူးဆိုတာမရှိစေရဘူးကျွန်တော်တို့စီမှာတရားမျှတမှုနဲ့လူတို့အင်အားရှိတဲ့အရေးယူလို့ရတဲ့နီးလန်းနေမှာ ပုံအောလို့မောက်ခမ်းဝါတို့ဘာလို့လို့မြုပ်သွားတာမျိုးမရှိစေရဘူး စံပြဖြန့်ကိုကြိတ်ပြမယ်ဆိုကသူတို့ပို့ထားတဲ့အီးမေးလ်ကို screenshot နဲ့တကွတင်ပြလာတာကြောင့် WMF ကပဲကို RBKC ကိုချင်းချောက်စာတစ်ခုထပ်မံပို့ခဲ့ကြောင်းသိရပြန်ပါတယ်။ ID expand ဒေါ်လာ3000စင်းကိုတင်ပြီးလို့စာကမရဲ့ hacking လုပ်တာကိုခံရပြီးလုံခြုံရေးကြိုးပေါက်နိုင်ပါတဲ့။ WMF ကဒီမနက်ပဲအီးမေးလ်ပို့လာတယ်။ငလာတာအသုံးပြုချေဒေါ်လာ3000ပေးရတဲ့ပေါ်တယ်ကြီးကဒီ info လောင်းနဲ့ hack လုပ်လို့ရတာလားကျွန်တော်တကယ်မသိဘူး။ ပြီးတော့သူတို့စင်းလိန်ကြီးကိုပြည်သူလူထုစီပြန်ချပြမိတာကလည်းအပြစ်ထပ်ဖြစ်ရသေးတယ်။ project ပြီး6လ9လကြာတဲ့အထိငွေစင်းရှင်းတဲ့မပေးနိုင်အတင်းတောင်းတော့အစဲခံရစင်းပေးလာတော့လဲလွဲလွဲလို့ကောင်းကောင်းမွန်မွန်ပြန်ပြင်ဖို့ပြောတော့ပတ်စံအိတ်နှလုံးနဲ့ကင်ပေါက်ခံရတယ်။အခုလည်းရှင်းလင်းချက်ဆိုပြီးစာရှည်ကြီးတွေရင်းနေကြတယ်။ project owner ရဲ့ facebook account မှန်သမျှကိုဘလော့ပြီးသူ့ဘာသာသူရှင်းသူ့ဘာသာသူမှန်ကန်နေတာကလည်းအန်အောလောက်เสียပါပဲ။လူတို့ကဝင်ပြီးဝေဖန်မဲ့ဆိုပြန်တော့ comments ပေါက်ပိတ်ထားပြန်ပါတဲ့ဒီလောက်ချက်လက်အစုံလင်နဲ့တက်တဲ့ထောက်ထားတွေများကြီးနဲ့ပြောထားတာတော့သူ့မှာကခုထိခြေကံပြောနေတော့မယ်သူ့မှာက integrity ဆိုတာကြီးကိုမိုးမောအောင်သာပြောနေတာကိုရိုင်းဆိုတဲ့ WMNF ရဲ့ admin ကအတူနေသူ့ယောက်ျားဆိုတာကိုကြာဖုံးကွယ်ထားပြန်သေးတယ်ညင်းရင်တပ်ပုံတွေထုတ်ပြမယ်တကီးတဲ့နမေကိုကစီးတာဖြစ်မယ်အကုန်ပွင့်ထလာတာပဲဆိုကပြည်သူကိုအသိပေးလာပြီတဲ့နော်မတ်ပန်ဆယ်လိုကလည်း WMNF ကအီးမေးလ်ပို့လာတယ် နှစ်လ3မီလာဒေါ်လာ3000စင်းရင်တင်ထားတဲ့သူတို့ရဲ့ပေါ်တယ်ကြီးကိုကိုရီကသူတို့ရဲ့ ID expat စင်းရင်လွဲကြီးတင်ပြမိတာကြောင့်ဟက်ခံရတဲ့ပန်ဆယ်လိုနဲ့ RBG ရဲ့လုံလုံလပ်လပ်စောက်ပြစ်တော်ကြီးဖြစ်ကြောင်းဘိုးလိုမုတ်စာကိုစီပေးပို့လာပါတဲ့ရှင်နဲ့တလွဲတင်ပြထားတဲ့နေလို့ရဲ့စောက်ကျိုးနဲ့ ID expat စင်းရင်တော်ကြီးမှာပါဝင်တာက Wiz 3နဲ့ AWS 3နဲ့စတဲ့ဘယ်စားဘက်ကို3နဲ့ဆိုတာအပြင်ဟက်လို့ရတဲ့ဘာချက်လက်မှပါဝင်မနေဘူး AWS 3တာတည်ုံနဲ့ နင်တို့ရဲ့2လဒေါ်လာ3000နဲ့ပေါ်တယ်တော်ကြီးကိုဟက်ချင် AWS ဆိုတဲ့အမေရိကကမေဇုံ wall space ကြီးတစ်ခုလုံးကိုဟက်မရမယ်။ဟဲ့ရေစီးရင်ပိုင်းလည်းတို့မကြွမ်းဘူး။ ID ပိုင်းလည်းတို့တိတ်မတိလာပါပဲ။ဒိုးလင်ကမိမနာနေချိန်ထက်ကွန်ပျူတာနာနေချိန်များတဲ့ ID man ဆိုတာနင်တို့မသိတာလည်းမဟုတ်။အဲ့လောက်နဲ့တော့မဖြင်းနဲ့လေ။ချက်စရာကြီးရဲ့။တမျိုးလင်းတော့စာသွားလာရ SCC ကိုဒေတာတွေရောင်းချင်ပါတယ်။ဈေးခေါ်ထားတယ်လို့လေ။ပြီးရင်ပန်ဆယ်လိုနဲ့ ABG ကိုငမိုက်သားနင်တို့လေတာဝန်ရှိတယ်။ အစင်သေးပုံချမဲ့လမ်းကြောင်းလေးအကွက်လေးတွေကလှတယ်ဒါမဲ့ကလေးကွက်လေးတွေကတုံးရုပ်လေးတွေနဲ့ project ကနှစ်လလှုပ်သွားတာငါးလစာကောက်တာပါလို့ရှင်းထားတော့နေတော့ကဂျန်နဲ့သုံးလပေါ်တဲမှာဘာစမောကော့နေကြတာတော့ဒိုမိန်ချင်းကိုရေးရလေးစင်းပြထားတာကရော Adobe Photoshop ရဲ့နှစ်စဉ်ဂျေးကြီးကရော Apple Secretion တွေကဘာလုပ်တာလဲ project ကလာ WMF ကလင်မယားစိတ်ပန်းပြေဂိမ်းဆော့ဖို့များလား Facebook page တွေကရောဘာများလဲတက်ကီးကိုဘယ်တော့မှ boost လုပ်ဘူးလို့လဲ OFP မှာဆိုဒေါ်လာ20တောင်မပြည့်တဲ့ကုန်ကြစိတ်ကိုဒေါ်လာ3တောင်တင်တာကနည်းနည်းတော့စားတယ်လေအမျိုးလိုမျိုးလေပင်ကန့်လန့်ခံနေရအောင်တို့မစားဘူးပဲကြာကြာမိကက်မမဒူလာတကမာလုံးမှားရင်တော့ ACC အတုမကြီးရဲ့စင်းင်းကဘယ်တော့မှမမားအီးမေးမှာဟာဟာနဲ့လက်ကနဲ့တပြိုင်နက်တည်းပေးလို့ရတဲ့ reaction ပိုင်းနင်တို့ညာကလေးကတပြုံကြီးရနေလောက်ပြီဒီအာကုတို့ဟာရီနဲ့ကတော့ဆိုကရေးသားထားပြီထဲအိမ်မန်ကဂူဂူကအမေစုလက်ထက်တုံးကလည်းမတ်ပန်ဆဲလို့အင်ဝဲလာကိုစောင်းဖောင်းထုတ်ဘူးကြောင်း မတ်ပန်ဆယ်လို့ညမကပြောပြလို့သိရတယ်ဆိုတာကိုလည်းပြည်သူကိုအသိပေးထားပြန်ပါသေးတယ်။ကိုရဲ့ညမငယ်မကလေခက်အေးအေးရဲ့ကိစ္စတော်များများကမိမပြောတာမိကူကိုကိုပလူပလူစားလို့ချင်းကငယ်မကကိုစီလာပြောတယ်။မမဂူဂူဆိုတာတတိထားနော်။အာနာမသိငယ်ကမမကိုစောက်ပေါင်းထူးနေကြတယောက်နော်တဲ့။ဟဲ့နင်းကဘလို့သိတာလဲဆိုတော့သမီးငယ်ချင်းကသူ့ရဲ့အတူနေယောက်ျား။သမီးနဲ့ကမိကူနဲ့ကအရင်က Facebook friend တွေအာနာမသိငယ်က မမမြောက်တုံကအိမ်ဝဲတဲ့ကိစ္စစောက်ပေါင်းတို့လိုသမီးအန်ဖရန့်လုံးလိုက်တာတဲ့အေးဟဲအရင်ကထင်လွဲတာနေမှာပါတတိတော့ထားလိုက်မယ်လို့ပဲပြောလိုက်ပြီးဆက်မမေးဖြစ်တော့ဘူးအငယ်မကလည်းသူ့ထုံးစံတိုင်းပဲမမေးတော့ဆက်မဖြေဘူးမိကိုကိုကိုပလူးနေစဉ်ကာလမှာတခေါက်ကကိုစီဖုံးဆက်လာပြီးမမမမကိုတောင်းပန်စရာရှိတယ်တဲ့ဘာများလဲဆိုတော့အာနာမသိန်းကိန်တော်ကမမကို Facebook ပေါ်စောက်ပေါင်းထုတ်ခဲ့ဘူးတာကိုအခုမမနဲ့တွေ့ပြီးတော့မှမမကအဲ့လိုလူမဟုတ်မှန်းသိရှိပြီး အာနာနောင်တရဘာညာပေါ့လေအေးငါညမစီကတီးထားပြီးသားရပါတယ်တော်လိုင်းကလာတယ်တဖက်တဲ့လုပ်တွေလုံးနေကြတာပဲဘာညာသူတော်ကောင်းမကြီးလုံးပြီအခုဒီကိစ္စတွေဖြစ်တော့အငယ်မကပွဲခံရော तू မပြောဘူးလားအိမ်ကအကြီးမထိပြီးမလားဆိုတဲ့ပုံစံမျိုးအဲကြမှာဟဲ့ငါ့ကိုအသေးစိတ်ပြောပြစမ်းနောက်တကုန်အိမ်ဝဲတော့ငါ့ကို तू ကဘလို့ဖောင်းထုတ်တာလဲပေါ့အဲကြမှာမဲမင်းကြီးမကနှုတ်တော်ဖွင့်တယ်လေမမကမေဆုစီကလုတ်ပိုင်ခွင့်နေတင်နာတွေရလို့အိမ်ဝဲနိုင်တာဆိုပြီး ဖောင်းထုတာတဲ့ဟင်အမေစုကလုတ်ပိုင်ခွင်တွေတင်တာတွေလက်တင်ရပေးတဲ့ထင်တဲ့ညံရီကဘလို့တော်လန်ဩဒီဖေဆလဘီထဟိမန်ဘက်ကတော့ရှင်းလင်းချက်သုံးဆိုကသူမအခုချိန်မှာမတန်တဆနားလည်မှုလွဲခန့်နေရကြောင်းကိစ္စတိုင်းမှာအကြောင်းကျိုးနဲ့အကောင်းဆုံးစေတနာအပြည့်နဲ့သူမတို့လုတ်ခဲ့ပါတယ်တဲ့ဒါဒီတော်လန်ရေးတစ္ဆာပါပဲဒီစိတ်စေတနာကိုတည်တဲ့လူပေါင်းများစွာအတန်မထွက်ရဲကြဘူးအတန်ထွက်တဲ့သူကထိခိုက်ခံပြောခံရမယ့်အခြေအနေမျိုးကိုဥတည်ထားပြီးဖြစ်နေရမို့ ။သူမဘက်ကနေဝင်ပြောတာမျိုးမလုပ်ကြဘူးလေ။သူမကမြေတားရက်ခံထားပါဗါတဲ့။အခုစင်းစစ်တယ်ဆိုတဲ့ကိစ္စဟာသူမတို့ဘက်ကပြင်ဆင်လာတာဟိုးအဆကလေးကဖြစ်တယ်လို့အခုနားလည်မှုလွဲချိန်မှာလဲအစစ်ခံဖို့သူမတို့ဘက်ကပဲအရင်တောင်းဆိုခဲ့တာဖြစ်ပါတယ်တဲ့။ဒီနေရာမှာမှန်တရားတွေစုစဲချက်တွေထိုးနှက်မှုတွေရဲ့မမှန်ကန်မှုတွေကိုဖယ်ပြီးတဲ့တဲ့သွေးပေးကြည့်ကြစီလိုပါတယ်ဆိုကမြေတားရက်ခံလာပြီ။သူမအားနေချက်ကဘာလဲဆိုရင်ခေါင်းမာပါတယ်တဲ့ကိုမှန်တဲ့ထင်ရကိုလှုပ်တဲ့အခါကျမအင်မတန်ခေါင်းမာလေးရှိပါတယ်တဲ့တယူတမ်းပါတယ် ီးတော့စကားပြောရင်ခက်ပြက်ပြက်နဲ့ဒရိုက်ပြောလို့ရှိပါတယ်။ဒါသည်သူမရဲ့ပင်ကိုပုံစံပါပဲတဲ့။လူချင်းအောင်တမင်လှုပ်ယူလှုပ်ပြောတာမျိုးသူမလှုပ်လို့မရှိကြောင်းတော်လဲမှာလေဒီပုံစံတိုင်းတာချီတက်ပါတယ်တဲ့ခုတော့ဒီဖြစ်ရှင်းချက်တွေကိုစင်းရင်စစ်ဖွဲ့ကိုသာပြောပါတော့မယ်တဲ့ပြည်သူတွေယုံမှတ်မှားနေသလိုငွေကြေးလိမ်လည်မှုမဟုတ်ပဲနားလည်မှုလွဲတယ်တစ်ဖက်ကမှမလျှော်ဘူးဦးတဲ့ဘက်ကစောတယ်ဒီနေရာမှာသူမပြောချင်တာကစေပိုင်းဆိုင်ရာတကူးကူးဆိုအသေးကွဲရတာဝမ်းနဲ့စိတ်မကောင်းဖြစ်ကြရတာကိုသူမနားလေကြောင် အားလုံးကတကီးစင်းမဲ့စစ်ချင်ကြတာဆိုပေမဲ့ဒီမတို့က project ကုန်ကိုစင်းဆက်ဆက်သွားဖို့ရှိတာမို့ဒီမတို့ဖွဲ့ပျောက်သွားဖို့စီစဉ်လုံးဝလုံးဝမရှိကြောင်းတခုပဲရန်သူတွေဘက်ကတိတ်ဝမ်းသာအားရဖြစ်နေကြတာရဲ့မန်ကန်တဲ့ဖွဲ့စည်းတခုကိုတဆုံးထိုးချပြီးတွန်လင်းကနေဖဲထုတ်တာဒီအဆုံးသတ်မှာဘသူရှုံးတာလဲဆိုတာအတိတတိတွေပြန်ဝင်ချင်းနောက်မကျစေချင်တာပါဆိုကပြန်လေဖြစ်ချင်းလာခဲ့တာပဲဖြစ်ပါတယ်အဲလောက်ယမန်တွေကစင်းစစ်ဆေးမှုနောက်ဆုံးချိန်တွေကိုမတ်ပန်ဆယ်လိုကအခုလိုတင်ပြလာခဲ့တာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့မက်ပန်ဆယ်လိုရဲ့ပြောကြားချက်ကိုဥစွာတင်ပြပါရစေ။ဒီနေ့စီးရင်စစ်ဖွဲ့ကခေါ်တဲ့မီတင်တက်ရကြောင်း Observatory လည်းပါဝင်ပါတယ်။ဒီ project နဲ့ပတ်သက်သူ၃ဦးပဲစကားပြောရပါတယ်။ Audit နဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေကိုရှင်းလင်းပြပါတယ်။ project ကြောင့်အတိပြုခိုင်းပါတယ်။ Wheeler မြန်မာ family အနေနဲ့အခုချိန်ထိ final စီးရင်မထွက်လာသေးဘူးဆိုတော့အချိန်နေရှိကြောင်းသိရပါတယ်။ဘန်ဆယ်လိုနဲ့ ABK ကိုစီးရင်စစ်ဆေးခြင်းကိစ္စပြင်ပထံမပေါက်ကြားဖို့ WMNF ဘက်ကပြည်ပင်ကိုစူးစမ်းပါတယ်တဲ့။ project နဲ့ပတ်သက်သူ၃နဲ့ observer တွေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပြီး audit meeting နဲ့မသက်ဆိုင်တဲ့ကိစ္စမျိုးဒီနေရာမှာမဆွေးနွေးပဲအချားမှာဆွေးနွေးပါဆိုတာကို Google ကလက်မခံပဲစက်ပြောနေတဲ့အတွက် audit ဘက်က WMNF ကိုမိုက်ပိတ်လိုက်ပါတယ်။ audit meeting ကဒီလောက်ပါပဲစစ်ဆေးဖို့စည်းရင်းတွေ WMNF ဘက်ကပေးပို့လာတယ်။ audit ဘက်ကရရှိပြီးစည်းရင်းစစ်ဖို့အချိန်တခုလိုအပ်ပါတယ်။ဟိုဟာမတင်ရဘူးဒီဟာမတင်ရဘူးကိစ္စကို meeting ပြီးမှသင့်အကြောင်းပြန်လိုက်ပါတယ်။ ဘယ်အချက်လက်တွေဟာပြည်သူအတွက်ထိခိုက်စေမဲ့အချက်လက်ဖြစ်ပြီးဘယ်အချက်လက်တွေဟာပြည်သူတွေတည်တည်တိထိုက်တဲ့အချက်လက်ဖြစ်ကြောင်းကိုယ့်ဘာသာဆုံးဖြတ်နိုင်တဲ့အုံနောက်ရှိပြီးပြည်သူထိခိုက်မဲ့ကိစ္စ WMF တဲ့စိုးရင်တက်တဲ့နှလုံးသားရှိသူတွေဖြစ်တဲ့အတွက်အတွင်းထဲမှာရှင်းလင်းဖို့အချိန်များကြီးပေးခဲ့ပြီးသားဖြစ်တဲ့အတွက်စောက်စရာကြီးလို့ပိတ်ပင်စရာစောက်ချောင်းတစ်ခွက်မှမရှိကြောင်းဆွေးနွေးစရာမရှိကြောင်းမြမလိုကြီးပြပြတတတုံ့ပြန်လိုက်ပါတယ်တဲ့ဒါကတော့ဒီကိစ္စရဲ့နောက်ဆက်တွဲကိုပြည်သူထံတင်ပြခြင်းဖြစ်ပါလေလိုအပ်လာရင်ထပ် update လုပ်ပါမယ်ဆိုတာ ပြည်သူကိုအသိပေးတာပဲကို RBK ကလည်းတကီးကြောင့်တင်ထားကြတဲ့ post တွေနဲ့ post တွေရဲ့ comment တွေကို like ဖက်ကြည့်တော့လူတို့ကလူလိန်ကိုလူလိန်မှတီသွားကြပြီးတဲ့ခြေနေတစ်ခုစီရောက်နေပြီဆိုတာတီးလိုက်ရပြီမို့စိတ်ချလိုက်ချဖြစ်ပါပြီတဲ့ကျွန်တော်ကမာကျော်တဲ့လူဆိုပေမဲ့ဒီကိစ္စမှာတော့ကြိတ်မနိုင်ခဲမရနဲ့လာပေါင်းများစွာမအိတ်နိုင်မစားနိုင်ဖြစ်ခဲ့ရဆိုတော့ဝန်ခံရမှာပဲအခုဒီလည်းဖြစ်နေတော့မှာအမှန်ကိုမြင်ပြီးဝန်ရံပေးခဲ့ကြတဲ့တော်လန်လူသူနဲ့မတ်ပန်တို့လိုမိတ်ဆွေတွေအားလုံးကိုတကယ်ကျေးဇူးတင်ပါတယ် စင်းစရာမှာကူညီပေးခဲ့ကြတဲ့ Federal Wings ကရုံးဖွဲ့ကိုလည်းကျေးဇူးထူပါကျွန်တော်တာဝန်ယူထားတဲ့တာဝန်ရှိတဲ့ Avenger ခရီးတစ်ခုကိုလုံခြုံတဲ့ checkpoint တနေရာစီရောက်ပို့နိုင်ခဲ့ပြီလို့ယူဆပါတယ်ခရီးတွေဆုံးတဲ့သည့်ရှောက်ကြအောင်ပါဗျာ Audit တင်းကလည်း WMF ကိုတပတ်အတွင်းငွေစင်းဖိုင်တွေအကုန်ပေးဖို့စတင်တောင်းထားတဲ့အဆင့်ဖြစ်နေပြီဖြစ်ကြောင်း WMF ကထပ်မံပြင်ဆင်ပေးဖို့မဲ့ finalist ရင်းကိုစစ်မှာပါတဲ့အဲ့ဒါဆိုရင်ပြင်ပြီးပို့မှာပေါ်လို့ဆိုပေမဲ့ first draft တွေ second draft တွေနဲ့ဘလို့တွေကွာဟသွားမယ်ဆိုတာကိုလည်းရှင်းရှင်းကြီးထပ်တွေ့ရပါလိမ့်မယ်တဲ့ထူးခြားတာကတော့ WMNF ဟာအခုချိန်ထိ final ငွေစင်းရှင်းတန်းကိုမရှိသေးတာကိုဝန်ခံသွားတာပါပဲ the key project ပြီးတာတစ်နှစ်ကျော်ပါပြီပြဿနာတွေတက်နေတာက3လလောက်ရှိနေပါပြီ3-4လလောက်ကာလအတွင်းမှာအလူငွေတွေဝင်လာပြီးအကုန်ပြန်ထွက်သွားတဲ့ရိုးရှင်းလုံးနဲ့ငွေဝင်ထွက်ကိစ္စကိုတစ်နှစ်ကျော်ကြာတဲ့အထိငွေစင်းရှင်းတဲ့ final မလုပ်နိုင်သေးဘူးဆိုတာ ဘာကြောင့်လဲသွေးစားခြင်းဖြေတွေများကြီးထွက်လာပါလိမ့်မယ်အခုဒီလိန်လို့ပြင်လို့မပြေးသေးဘူးလားပေါ့ audit စတဲ့ကာလက6ဘက်ကနေ10ဘက်တွင်လို့သိရပါတယ်ကျွန်တော်နဲ့ audit တင်ကဆရာဆရာမတွေနဲ့တီကျွမ်းမှုချင်းမရှိပါဘူးမနေ့က kick off meeting ကြမှာစုံမှုပါတယ် professional pp တသလုံးလုံးကြသူတွေဖြစ်တယ်ဆိုတာကိုလည်းမနေ့က meeting မှာမြင်ရပါတယ် audit ဝင်တဲ့ကိစ္စနဲ့ပတ်သက်လို့တော်လန်လူလူအနေနဲ့တည်တင်တည်ထိုက်တဲ့ update တွေကိုတင်ပေးနေပါမယ်အရင်တော်လန်ငွေကြေးမတမာမှုတွေလိုမျိုး ဒီလိုပဲဘူးမသိဘာမသိပြီးဆုံးသွားမယ်ဆိုတာတွေလုံးဝလုံးဝမဖြစ်စေရပါဘူးဆိုကကိုအဘိကေကလည်းပြည်သူလူထုကိုအတိပေးလာခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့တော့ဒီသတင်းကြောင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်တဲ့စောင့်ကြည့်ပေးပါအောင်လို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ